နေဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဂျပန်မှာရှိနေတဲ့မြန်မာလူမျိုးတွေကိုဂျပန်ကိုလာမဲ့မြန်မာလူမျိုးတွေကိုတိတင့်တဲ့အကြောင်းအရာလေးပါဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကနေစပြီးတော့သင်ခန်းစာလေးလည်းရအောင်လို့ဗဟုသုတလေးလည်းရအောင်လို့မျှဝေပေးတာပါဒီနေ့ဗဝတ်တုတ်လေးကအเจ้าရဲ့အနာပန်းချံမှာဆော့ဆော့တဲ့အချိန်မှာယောက်ျားလေးတစ်ယောက်ကဝတ်တုတ်ကိုချင်းကပ်လာတယ်ချင်းကပ်ပြီးဘာပြောသွားလဲဆိုတော့ ျွန်တော်ကတော့အဲငါကတော့အကီရဲ့တငယ်ချင်းပါအဲအဲ့လိုပြောပြီးတော့ရောတယ်ဗောပြောရမယ်ဆိုဝင်ရောတယ်ဗောသူက तू ကတုံးနှုတ်လိုက်တဲ့အချိန်မှာ तू အကီရဲ့တငယ်ချင်းပါဆိုပြီးတုံးနှုတ်လိုက်တယ်တုံးနှုတ်ပြီးတော့ तू ကဝတ်တုပ်လေးကိုဗီဒီယိုတွေရိုက်တယ်အဲစကားတွေပါပြောရတယ်ဗောအဲ့ဒီချိန်မှာဆီယာမတ်ကဖုန်းဆက်တော့အဲ့အကြောင်းအဲ့လိုအဲ့လိုဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့အကီမှာယောက်ျားလေးတငယ်ချင်းရှိလားတဲ့ အဲ့နဲ့အကီကတော့သူ့ကိုကြောက်မှာယောက်ျားလေးတငယ်ချင်းတော့မရှိဘူးလို့အဲ့လိုမိန်းကလေးတွေနဲ့ပဲပေါင်းပြစ်တာများတယ်ဗောနော်အမကပြောလိုက်တယ်ပြောပြီးတော့သူကအော်လူကြီးတငယ်ချင်းနဲ့အဲ့ကလေးတငယ်ချင်းမဟုတ်ဘူးလူကြီးတငယ်ချင်းနဲ့အဲ့လူကြီးတငယ်ချင်းဆိုပို့တော်ဆိုးသေးတယ်လို့အကီကဘယ်လိုလို့လူကြီးတငယ်ချင်းလုံးဝမရှိဘူးလို့အမကလည်းမရှိဘူးလို့အမကလည်းလူကြီးတငယ်ချင်းရယ်လို့မရှိဘူးတဲ့ဒါပေမဲ့ဝတ်တုပ်လေးကိုတုံးနှောက်လိုက်တဲ့စကားကတငယ်ချင်းအကီရဲ့တငယ်ချင်းပါဆိုပြီးပြောလိုက်တယ်ဒီလိုပဲ အဲ့ဒါနဲ့အမကထိန်လိုက်တာအမကတင်မှာချက်ဆိုရင်ငကွက်ကမီးတောက်တယ်လေအဲ့တော့ထိန်လိုက်တာက ကီကိုတည်တဲ့သူတွေကမြန်မာလူမျိုးကများတယ်အကီကလည်းနည်းနည်းလူတိများတဲ့တစ်တော်တွေရိုက်တဲ့အတွက်ကြောင့်လူတိများတဲ့ခလေးဖြစ်နေပြီပေါ့ဝတ်တုတ်တွေကလည်းလူတိများတဲ့ခလေးဖြစ်နေပြီအဲ့တော့အမထင်လိုက်တယ်ဘာလူမျိုးလဲလို့ပြောတော့သူကအဲနိုင်ငံခြားသားတယောက်ပုံစံပဲတဲ့မြန်မာလူမျိုးလို့ဆိုပြီးတော့လည်းတဲ့မပြောဘူးပေါ့နော်ဒါပေမဲ့အမတော့အမကိုဆက်လာပြီဆိုတော့အမကတော့တိလိုက်တယ်မြန်မာလူမျိုးပဲထင်တယ်မြန်မာတွေရဲ့ပုံစံကခလေးတွေမြင်လို့ရှိရဲစကားပြောခြင်းနဲ့ဟလား ဓာတ်ပုံတွေရိုက်ခြင်းနဲ့အခုကဝတ်တုပ်လေးကလည်းပြောပြောရမယ်ဆိုရင်ဆယ်လီပုံစံပေါက်နေတာပေါ့လေပုံစံပေါက်နေတော့ချစ်လို့ဗီဒီယိုရိုက်ပြီးတော့သူ့အကောင့်မှာတွေပဲတင်ဖို့ပေါ့နော်အဲ့လိုတွေလုတ်သွားတာပေါ့လုတ်တာကကိစ္စမရှိပါဘူးအဲ့ဒီအချိန်မှာဘာပြဿနာဖြစ်လဲဆိုတော့ဆီယာမကအဲ့မှာဝတ်တုပ်လေးအမေကလည်းရှိတယ်သူကလည်းသူ့သား ID ကောက်လေးနဲ့ဆော့နေတာကိုသူတွေ့တယ်အဲ့ချိန်မှာဆီယာမကဝတ်တုပ်လေးကိုဗီဒီယိုရိုက်နေတာကိုဆီယာမကတွေ့သွားတယ်တွေ့သွားတော့အဲ့ လူကြီးယောက်ျားလေးတယောက်ကဝတ်တုတ်လေးကိုအဲနင်းရနေနဲ့တီးလို့လာပါညာမေးပါပေါ့မေးတဲ့အချိန်မှာဝတ်တုတ်လေးကအဲအကီရဲ့တငယ်ချင်းလို့ပြောတယ်လို့ပြောတဲ့အချိန်မှာပြက်တနာတက်သွားတီးတယ်အန်ကလေးတွေအတွက်အန်ရရောရှိတဲ့အတွက်ကြောင့်ရဲကိုတော့သူတို့ကတီးတယ်မလားတခုခုဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့်ရဲကိုတော့အတိပေးရလိမ့်မယ်ပေါ့အဲ့လိုတော့ရဲကိုအတိပေးတဲ့အချိန်မှာပြက်တနာတွေတခုပြီးတခုဖြစ်လာမှာအမကစိုးရိမ်တဲ့အတွက်ကြောင့်အမကအဲအကုန်လုံးကိုလည်းမျှဝေခြင်းတဲ့အတွက်ကြောင့်အဲ เออดีดีหาရဲ့အကြောင်းကိုသင်ခန်းစာဥပမာအနေနဲ့ပြောပြီးတော့ Facebook မှာဒီနေ့ဘယ်ဘယ်နေရာဘယ်နေရာမှာအကီကိုအကီအဲဝတ်တုတ်လေးကိုစကားသွားပြောတဲ့កောင်လေးရှိခဲ့တယ်ဆိုရင်အမအောင်စီပီကနေဆက်သွယ်ပါဆရာမတွေကတော့ရဲတွေကို အကျိုးအကြောင်းသွားပြောတော့မယ်ဖြစ်တဲ့အတွက်ကြောင့်စိုးရိမ်လို့ပေါ့အဲ့ဒီတကယ်လို့ပြဿနာဖြစ်ခဲ့ရေး CCTV ဘာညာတွေနဲ့လိုက်လို့ရှိရင်ပြဿနာတွေတက်မှာစိုးလို့အရှိရှိတွေမဖြစ်ချင်တဲ့အတွက်ကြောင့်အမအပို့လေးကိုတင်ပြီးတော့ဒီဟာကိုတင်ကန်းစာယူပြီးတော့မြန်မာလူမျိုးတွေနောက်ဆိုရင်အဲ့လိုမလုပ်ကြပါနဲ့ဂျပန်မှာခလေးတွေကိုစကားသွားပြောတာလို့ဓာတ်ပုံရိုက်တာလို့ဗီဒီယိုရိုက်တာတို့ကလုပ်လို့မရဘူးသိလားအခုဆိုရင်အမအဲ့ဒီ post Facebook မှာပို့တင်လိုက်တဲ့အတွက်ကြောင့်အဲ့ကောင်လေးကအမလည်းမသိဘူးအဲ့ကောင်လေးမအဲ့ဒါအဲ့ကောင်လေးကအမရေးအဲ့ဒါကျွန်တော်ပါတဲ့ကျွန်တော် เจ้าว่าอเปญเนี่ยวัดตึกเลียวตุ่ยโดเดดูมาวิดีโอดิตองย้ายแค่เด้สุบิตูอ่ะซิเอ่อ Facebook Messenger อ่ะนี่สะตวยลาได้อะตั่วจ้าอะมาเจ้าโกเปลี่ยนพี่ပြောอ่ะเอ้ไอ้กาวลีอ่ะတော့ phone เนี่ยဟိုอ่ะဗောအမပို့တင်လိုက်တယ်တင်လိုက်တဲ့အတွက် तू ကတော့ဆက်သွယ်လာတယ်ဆရာမကိုပြောလိုက်တယ်ပြောလိုက်တော့အဲရဲတွေဝါရတော့သွားမပြောပါနဲ့တော့အိုက်ကောက်လေးကចောင်းသားလေးလည်းဖြစ်တယ်ဒီတိုင်းဒီငွေချင်းလို့သုံးနှုံးလိုက်တဲ့ပုံစံကကြတော့ ဂျပန်စကားကလည်းအရန်ကြီးကြောက်တာမကြသေးတော့မတက်သေးတဲ့အတွက်ကြောင့်အဲအလွယ်နေနဲ့အဲအကီလေးတငယ်ချင်းပါဆိုပြီးတော့တုံးနှုတ်လိုက်တာဖြစ်တယ်လို့ပြောတယ်ဒီတိုင်းမဲ့ဟိုဟိုဘာရွယ်ချက်နဲ့မှမရှိပါဘူးဆိုပြီးပြောတယ်ဗောအဲ့ဒါနဲ့အဲပြီးတော့အဲ့ဒီကလေးကြောင်းနေရဲ့နားလေးမှာပဲတင်နှက်တက်နေတာဆိုပြီးကြောင်းတက်နေတာဆိုပြီးပြောပြီးတော့အထောက်ထားလေးပါနေပေးလိုက်တာဗောနဲ့အဲ့ကြောင်းမှာရှိပါတယ်အဲပြီးတော့ရုပ်ရည်ကလည်းဟိုကလေးပုံစံလေးပါ อะดาเอเสี่ยม่าတော့ဟုတ်တယ်ဘာမှတော့မဖြစ်ပေမဲ့ကလေးတွေကိုစိုးရိမ်လို့ပါတဲ့အရေးတော့သွားမပြောပါနဲ့တော့เนาะလို့အမကတော့ပြောလိုက်တယ်ဟိုဘက်ကကလေးလဲကြောက်နေတယ်လို့ ဟိုဘက်ကကလေးကလည်းဘာရမဟုတ်ဘူးလို့မြန်မာနိုင်ငံသားဆိုတော့ဟိုမြန်မာတွေလိုပုံစံပဲခိခိမမွေနေပုံစံလေးနေတာပါလို့ဟိုလိုအနီးရပေးဖို့တော့မဟုတ်ပါဘူးလို့အဲ့လိုလေးပြောလိုက်တာပေါ့နော်အာနဲ့ဆရာမโอเคအဲ့ဆိုရင်တော့အမလည်းပြောပေးတာဖြစ်တဲ့အတွက်ကြောင့်ဟိုကလေးတွေကအနီးအဓိကတော့အကီလည်းအနီးရရှိတယ်ဝတ်တုတ်လည်းအနီးရရှိတယ်လူစိုးတွေဖြစ်နေပါဆိုလို့ပေါ့နော် အဲတချို့လူဆိုးတွေကအဲငါကတော့ဘသူရဲ့တငယ်ချင်းပါဘသူရဲ့မိတ်ဆွေပါဘသူရဲ့ဟိုပါဆိုပြီးတော့တခြားကလေးကိုချင်းကတ်တာတွေပါရှိတတ်တယ်အဲ့ဒါကြောင့်မို့လို့ဆီယာမတွေကလည်းဒါသူတို့ကစိတ်ပူတာပေါ့နော်အဲ့ဒါဂျပန်မှာကြတော့ဂျပန်အဲ့ဒါအခုအဲ့လိုပုံစံမျိုးသင်ကန်းစာယူပြီးကိုကတခြားကလေးအဲ့လိုចောင်းသွားနေတဲ့ကလေးလေးအဲចောင်းဝိစုံလေးတွေလှလိုက်တာဆိုပြီးကြိုးပိုးကြီးတွေနဲ့ထပ်ပို့သွားမရိုက်တဲ့တခြားမြင်သွားတဲ့လူတယောက်ကဟဲ့ဒီကောက်ဒီလူကြီးကဘာလို့ကလေးတွေကိုဓာတ်ပုတ်ရိုက်နေတာလဲမကောင်းတဲ့ website တွေမှာတင်ဖို့လားဆိုပြီးတော့သိတယ်မဟုတ်လား ဲ့လိုရိုက်လို့မရဘူး။အဲ့ဒါရဲစကန်ကိုသွားတိုင်လို့ရှိရင်ပြစ်မှုမြောက်တယ်နော်ဂျပန်ကိုလာမဲ့မြန်မာလူမျိုးတွေစင်ကျင်သင့်တာစင်ကျင်လို့ရအောင်ဗာအဲနောက်ဆိုလို့ရှိရင်ဂျပန်ကလေးတွေနဲ့ပတ်သက်လို့ရှိရင်အန်နီရဲ့ကြီးတဲ့အတွက်ကြောင့်ဂယုဆိုင်ပါနော်